မိမတွေဆုံးပြစ်တာခံရပေမယ့်ဖြူစင်တဲ့နှလုံးသားရှိလို့ချီကျူးခံနေရတဲ့ရေကဲတို့တဲကိုဆိုင်ဆောင်မြန်မာနိုင်ငံမှာအင်အားပြင်းမြင်ကလေးကြောင်းနေလို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်နေစမှာအင်တာနက်ပေါ်မှာနာမည်ကြီးနေတာကတော့ရေကဲတို့တဲကိုဆိုင်ဆောင်ကိုဆိုင်ဆောင်ဟာငလေးပဲလာလို့တဲ့ပရာဟိတကားတွေခီးသောကားတွေကိုသူရောင်းတဲ့ရေကဲတို့လေးတွေကိုအခမဲ့လိုက်လံဝင်ငှပေးနေတာဖြစ်ပါတယ်စကိုင်းမျိုးကရေကဲတို့တဲလေးကိုဆိုင်ဆောင်ဟာသူတို့ဒေသမှာကြောက်ရွံ့သွားတဲ့မြင်းကလင်းဖေးကိုလာရောက်ကူညီကြတဲ့ပရိုက်တာလှူရှင်တွေ အညာနေနေပူပူမှာရေရဲတော်လေးစားကခဏတာပဲဖြစ်ဖြစ်ဂျင်းအီအောင်သူကိုယ်တိုင်ကဆိုင်ကယ်ပေးရလေးနဲ့နေပူပူတဲ့ထွက်ကဗာသမယကားတွေကိုတစီပီတစီရေကဲတော့တဲ့အခမဲ့လိုက်လံဝင်းမြပေးနေရပါကိုဆိုင်ဆောင်ဟာသခိုင်းမြို့မှာရေကဲတော့ရောင်းရင်းနဲ့အသက်မွေးဝမ်းကြောင်းပြုနေရကဆယ်နှစ်ကျော်လောက်ရှိပြီဖြစ်ပါတယ်ကိုဆိုင်ဆောင်ဟာငယ်စဉ်ကတည်းကမိဘတွေဆုံးပြစ်ခံထားရလို့သိရကမိဘတွေကအသက်ဆုံးရှုံးသွားသလားအသက်ရှင်နေသေးသလားဆိုတာကိုမသိနိုင်ဘူးလို့ဆိုပါတယ်ဒီလိုနဲ့ငလင်းဘေးတင်ပြီးနောက်ပိုင်းမှာတော့ကိုဆိုင်ဆောင်က ရေငယ်တို့ကိုစောင်းဝင်နေတဲ့အတွက်ရောင်းပါသေးတယ်။ဒါပေမဲ့ရေငယ်တို့တဲ့ကိုရှိုင်းစော်ကိုစကိုင်းကလေးပင်ကယ်ဆယ်ရေးလာတဲ့ပရိုက်တာအဖွဲ့တွေကရင်းနေပူပူပေါင်းကိုရှိုင်းစော်ရဲ့ရေငယ်တို့ကိုစားကြတဲ့အခါမှာတော့ကိုရှိုင်းစော်ဟာရေငယ်တို့ဘုံမယူရတော့ပါဘူး။သူဖြစ်တော့ပရိုက်တာလို့တဲ့အကိုတို့အမတို့ကိုပြင်ပန်းနေကြမလားဆိုပြီးရင်းနေယူဖိတ်ကြလာတဲ့ကိုချင်းစာတရားနဲ့ဖြစ်လာတဲ့မုံမြတ်တဲ့စေတနာတရားကြောင့်ဒီလိုသူ့ရဲ့ချွေးနှင်းစာလေးနဲ့လှူဒန်းတာဖြစ်တယ်လို့ဆိုပါရင် သူရောင်းချခဲ့တဲ့ရေကတော့ကတန်ဖိုးမကြည့်ပေမဲ့နေရာဒီဥရုအပူချိန်ကြောင်းအမောလေးတွေပြင်းနိုင်ကောင်းမှရင်လို့စေတနာနဲ့ဝင်းမြပေးနေတာကြောင့်ပြောလာတာပါဒါပြင်ပရိုက်တာအဖွဲ့တွေလှူတဲ့အထက်မှာသမင်းကြီးတွေရေတန်းနေအေးဘူးတွေပါပေမဲ့ဂျာဒီဥရုကြောင့်ပူပြင်းနေတဲ့ချိန်ရေကတော့အေးလေးတွေကိုလူတွေကစားကျင်တယ်လို့ထင်တာကြောင့်ရေကတော့စတူဒီတာကိုတက်နိုင်တယ်များလှူရမ်းခဲ့တယ်လို့သိရတာပါကိုဆိုင်ဆောင်ကခုဆိုရင်သူ့ရဲ့ဘေးရင်ဆိုင်ကလေးနဲ့တူငလင်ဘေးတဲ့ပြည်သူတွေကဲဆင်လာတဲ့ပရိုက်တာအဖွဲ့တွေကိုရေကတော့တက်နေကိုအထုပ်၃၀၀၀လောက်နဲ့၄ရက်တိတိကိုလှူရမ်းပေးပြီလို့ဆိုပါတယ် ီလိုလူတန်းဟာကြောင့်လည်းသူတို့ရွာပြန်ဖို့စူးစမ်းထားတဲ့ငွေတွေလည်းကုန်သွားပြီလို့သိရတာပါ။ဒါပဲပြောပြောခုဆိုအင်တာနက်ပေါ်မှာရေကလေးတို့တဲ့ကိုရှိုင်းဆိုဟာအဝတ်စားခဏနဲ့လေးနဲ့နွမ်းပါတိုင်းမျက်နှာလေးနဲ့တူကားလမ်းပေးမှာလာသမျှပရိုက်တာကရင်းနှင်းတွေကိုရေကလေးတို့လေးပေးနေတဲ့ဗီဒီယိုတွေဓာတ်ပုံတွေကလည်းပြန့်နှံ့နေတာဖြစ်ပါနေ။ဒါပြင်ကိုရှိုင်းဆိုဟာငလင်းပေးလာလို့တဲ့သူတွေခီးသွားတွေကိုမင်းနေပူပူမှာရေကလေးတို့လေးတွေကိုညိုတတိလက်နှဖက်နဲ့ကင်ကာတည်တည်ချာပေးလို့လူပြောများနေတာဖြစ်ပါနေ။ဒီလိုဖြူစင်တဲ့စိတ်ထားရှိတာကြောင့်လေကိုရှိုင်းတော်လူတွေကဂုံပြူချင်းမြင့်နေကြတာပါ။ ဒါပေမဲ့ကိုဆိုင်ဆောင်ဟာသူဟာမိသားစုရှိတဲ့တယောက်တည်းသမားမလို့ဒီလိုလူတန်းနေရကပန်းမကြီးချောင်းကိုပြောလာခဲ့ပါတယ်။ဒါတွေကသူကတကိုယ်တည်းလူကောင်းမလို့သူ့ကိုလာမလို့ပါနဲ့လို့ပြောလိုက်တာဖြစ်ပါတယ်။ကိုဆိုင်ဆောင်ကသူ့ကိုလာရောက်လူတန်းတဲ့ငွေတွေကိုလည်းတပြားတစ်ချက်မှမယူဘဲနဲ့ငလင်ပေးလူအဖြစ်နဲ့ပြန်လည်လူတန်းခဲ့တာဖြစ်ပါတယ်။ဒါအပြင်ဒီလိုရေခဲတော့လူတန်းရတာကလည်းလိုင်းပေါ်မှာနာမည်ကြီးကျင်လို့မဟုတ်ကြောင်းအကျိုးမြတ်လိုချင်လို့လည်းမဟုတ်ပါဘူးလို့ရေခဲတော့တယ်လေးကိုဆိုင်ဆောင်ကဆိုပါတယ်။ကြီးရှုနေကြတဲ့ပရိသတ်တွေကရောကိုတက်နိုင်များလောအားလေးနဲ့ပရိသတ်လို့လူခဲ့တဲ့ရေခဲတော့တယ်ကိုဆိုင်ဆောင်ပေါ်မှာ ီမီတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသားကြပါအောင်ရှင်။ကိုလာရောက်လူရန်တဲ့ငွေတွေကိုလည်းတပြားတစ်ချက်မှမယူဘဲနဲ့ငလင်ပေးလူအဖြစ်နဲ့ပြန်လည်လူရန်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်ဒီလိုရေခဲတို့လူရန်ရတာကလည်းလိုင်းပေါ်မှာနာမည်ကြီးကျင်လို့မဟုတ်ကြောင်းအကျိုးအမြတ်လိုချင်လို့လည်းမဟုတ်ပါဘူးလို့ရေခဲတို့တယ်လီကိုဆိုင်စော်ကဆိုပါတယ်။ကြီးစုနေကြတဲ့ပရိသတ်တွေကရောကိုတက်နိုင်မြလောက်အားလေးနဲ့ပရိုက်တာလောက်လူခဲ့တဲ့ရေခဲတို့တယ်ကိုဆိုင်စော်ပေါ်မှာမိမိတို့ရဲ့မြင်လေးကိုလည်းမှတ်ချက်ပေးသားကြပါအောင်ရှင်။